င်္ဂလာပါရှင် K2 Health Program ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေ။ဒီဗီဒီယိုလေးမှာပြောပြမယ့်အကြောင်းအရာကတော့ဥရောပမြောက်အမေရိကစတဲ့ဒေသတွေမှာအ धिक ဖြစ်ပွားလေးရှိပြီးတော့မြန်မာနိုင်ငံမှာအဖြစ်နေပေမဲ့ခရီးသွားလာမှုများတာကြောင့်ဗဟုသုတအနေနဲ့သိထားတဲ့ Lyme ရောဂါအကြောင်းနဲ့မြန်မာနိုင်ငံမှာအဖြစ်များတဲ့တခြားချင်းရင်ကောင်တွေကနေတဆင့်ကူးစက်တတ်တဲ့ရောဂါတွေအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါရစေ။ပထမဆုံးအပိုင်းမှာတော့ Lyme ရောဂါအကြောင်းကိုသိရှိအောင်စုံလင်စွာဆွေးနွေးပြောပြပေးသွားမှာဖြစ်ပါတယ်။ လိုင်မျောက Lyme disease ဆိုတာဘာလဲလိုင်မျောက်ကဟာ Bollaria bedolferi လို့ခေါ်တဲ့ bacteria ပိုးကြောင့်ဖြစ်တဲ့ကူးစက်ရောဂါတစ်မျိုးဖြစ်ပါတယ်။အဲဒီရောဂါကိုအဓိကအားဖြင့်ချင်၊မှွားမျိုးစားဖြစ်တဲ့ကြီးကန်းချင်ကြိုက်ခံရခြင်းကနေကူးစက်တတ်ပါတယ်။ဒါပေမဲ့ရောဂါဟာလူတစ်ယောက်ကနေတစ်ယောက်ကိုတော့ဓာတ်ရိုက်မကူးစက်နိုင်ပါဘူး။လိုင်မျောက်ရဲ့အဆင့်တွေနဲ့လက္ခဏာများရောဂါလက္ခဏာတွေကိုကူးစက်ခံရပြီးချိန်မှာဖြစ်ပေါ်လာတဲ့အချိန်ကာလအလိုက်အဆင့်30ခွဲခြားထားပါတယ်။ ရောဂါကူးစက်ခံရပြီးရက်သက်တပတ်အနည်းငယ်အတွင်းအဆင့်ဒေဆင်းမှာအခုပြောပြသွားမယ့်လက္ခဏာတွေပေါ်လာတတ်ပါတယ်။သိုးမျက်လုံးပုံစံ အနည်းခွင်ဒါဟာလမ်းမျောကရဲ့အထင်ရှားဆုံးလက္ခဏာပါ။ချင်မွားကိုက်ခံရတဲ့နေရာမှာစပေါ်လာပြီးတော့တဖြည်းဖြည်းကျေပြန့်လာက အလဲဘဟုပြုတ်ဖြော့သွားတတ်တဲ့အနီကွင်းကြီးဖြစ်ပေါ်လာပါတယ်။ရာရနာဓမ္မမဟုတ်နာကျင်နာမျိုးတော့မရှိတတ်ပါဘူး။ တော်ကွေးလိုမျိုးလက္ခဏာတွေဖြစ်တဲ့ကိုပူရာချမ်းတုံတာခေါင်းကိုက်တာကိုလက်နာကျင်ကိုက်ခဲတာပင်မနှွမ်းနေတာကြွက်သားတွေနာကျင်တာတွေဖြစ်နိုင်ပါတယ်ယောဂါကုသခံရပြီးရက်သက်တပတ်လာအနှဲငယ်အတွင်းအခြေအနေဗက်တီးရီးယားပိုးတွေကခန္ဓာကိုယ်တစ်ခုလုံးကိုပြန့်နှံ့သွားတဲ့အဆင့်ဖြစ်ပါတယ် AM အနေကွင်းတွေကခန္ဓာကိုယ်အစိပ်အပိုင်းအမျိုးမျိုးမှာထပ်ပြီးတော့ပေါ်လာတာအာယုံကြောဆိုင်ရာပြဿနာတွေဖြစ်တဲ့အုံနှောက်အမေးပါရောင်တာ meningitis ခေါင်းကိုက်တာလက်ဘင်းတောက်တာ မျက်နာတချမ်းကြော်သားတွေခြိုက်တာ အကြောပြဿနာတွေဖြစ်တတ်ပါတယ်နှလုံးဆိုင်ရာပြဿနာတွေဖြစ်တဲ့နှလုံးခုန်မမှန်တာရမတ်အောက်တာအသက်ရှူမဝတာဒါဟာရှားပွားပေမဲ့ပြင်းထန်တတ်ပါတယ်ယောဂကုသခံရပြီးတော့လာပေါင်းများစွာ နှစ်ချီကြတဲ့အဆင့်ကုသမှုမခံယူဘဲကြာရှည်လာတဲ့အခါမှာဖြစ်ပေါ်တတ်တဲ့အခြေအနေပါအဆင့်ရောင်ရမ်းခြင်း Lyme arthritis အထူးသဖြင့်ဒူးစစ်လိုကြီးမားတဲ့အစစ်တင်မှာနာကျင်ရောင်ရမ်းတာအာယုံကျောဆိုင်ရာနောက်ဆက်တွဲတွေအနေနဲ့ပတ်သက်ပြီးတော့မှတ်ညံတဲ့အာယုံဆိုင်မှုပြဿနာတွေအိဆက်ချင်းဆိုင်ရာပြဿနာတွေဖြစ်ပေါ်နိုင်ပါတယ်။ကုသမှုနဲ့ကာကွယ်မှုကုသမှုလမ်းမျောကာကိုပရိစီဝဆေးတွေနဲ့ကုသနိုင်ပါတယ်။စောစောသိပြီးတော့စောစောကုသနိုင်လေလေကုသမှုအောင်မြင်ပြီးတော့နောက်ဆက်တွဲပြဿနာတွေမဖြစ်နိုင်လေဖြစ်ပါတယ်။ကာကွယ်မှုချင်းမွှားတွေမကိုက်ခံရအောင်ကာကွယ်တာကအထူးရောက်ဆုံးနည်းလမ်းဖြစ်ပါတယ်။ ချင်းမွှားတွေရှိတတ်တဲ့နေရာတွေဥပမာခြုံပုတ်တွေမျက်ရှိခင်းတွေသွားလို့ရှိရင်ခြေချင်းဝတ်လက်ကောက်ဝတ်အထိဖုံးအုပ်ထားတဲ့အဝတ်အစားတွေကိုဝတ်စမှာဒစ်ပါတဲ့ခြင်စေးတွေကိုသုံးပါချင်းမွှားတွေကိုမြ мян ဖဲရှားနိုင်အောင်အယောင်ဖြော့ဖြော့အဝတ်အစားတွေကိုဝတ်ပါပြန်ပါကနေအင်ကိုပြန်ရောက်တဲ့အခါတိုင်းမှာခန္ဓာကိုယ်နဲ့အဝတ်အစားတွေကိုချင်းမွှားရှိမရှိသေချာစစ်ဆေးပါအိမ်မွေးတိရစ္ဆာန်တွေကိုလည်းစစ်ဆေးပါ ချင်မွားတွေတွေ့လို့ရှိရင်လက်နဲ့ညှက်မဖဲပဲညှက်နဲ့ချင်မွားတွေရဲ့ခန္ဓာကိုယ်ကိုညင်ညင်တတလေးဆွဲယူဖဲရှားပါချင်မွားကိုက်ခံရပြီးတော့အနေကွင်းပေါ်လာတာဒါမှမဟုတ်ဖျားနာတာစတဲ့လက္ခဏာတွေပေါ်လာလို့ရှိရင်ဆရာဝန်နဲ့အမြန်ဆုံးပြသပြီးတော့ကုသမှုခံယူဖို့လိုအပ်ပါတယ်ဆက်လက်ပြီးတော့မြန်မာနိုင်ငံမှာအဖြစ်များတဲ့ချင်ရင်ကောင်တွေကနေတဆင့်ကုဆတ်တက်တဲ့ယောဂါတွေနဲ့ကာကွယ်ဖို့နီလန်းတွေကိုဆက်လက်ဆွေးနွေးပြောပြပေးသွားမှာဖြစ်ပါတယ် လိုင်းမျောကနေစင်တူပြီးတော့ချင်းရန်ကောင်ကိုက်ခံရခြင်းကနေကူးဆက်တတ်တဲ့ရောဂါတွေဟာမြန်မာနိုင်ငံမှာအဖြစ်များတတ်ပါတယ်။မြန်မာပြည်မှာလိုင်းမျောကထက်အဖြစ်များပြီးတော့ပိုပြီးအန္တရာယ်ကြီးတဲ့ရောဂါတွေရှိပါတယ်။သွေးလွန်တုပ်ကွေး Dengue Fever ဒါဟာအဖြစ်အများဆုံးနဲ့အန္တရာယ်အရှိဆုံးရောဂါတစ်ခုဖြစ်ပါတယ်။ကူးဆက်ပုံ Aedes ချင်းကိုက်ခံရခြင်းကနေကူးဆက်နိုင်ပါတယ်။အဲ့ဒီချင်းဟာမနက်ခင်းညနေခင်းအချိန်တွေမှာအဓိကကိုက်လို့ရှိပြီးတော့ ရေအိုးရေပုံတာယာအမှိုက်ပုံစတဲ့အိမ်တွင်းနဲ့အနီးအနားကရေအောင်းနေနိုင်တဲ့နေရာမှာပေါက်ဖွားတတ်ပါတယ်။လက္ခဏာတွေကတော့ရုတ်တရက်အဖျားကြီးတာပြင်းထန်စွာခေါင်းကိုက်တာမျက်လုံးအနောက်ဘက်ကိုက်တာကြွက်သားနဲ့အစစ်တွေပြင်းထန်စွာနှာကျင်တာပြုတ်အန်တာအနီးစက်တွေထွက်တာတွေဖြစ်ပါတယ်။သွေးလန့်ခြင်း dengue shock syndrome ဖြစ်လို့ရှိရင်အသက်အရွယ်ရှိနိုင်ပါတယ်။ငှက်ပြားရောဂါ malaria ကူးစက်ပုံ anaphylaxis ကိုက်ခံရခြင်းကနေပြီးတော့ကူးစက်တတ်ပါတယ်။ အဲ့ဒီချက်ဟာညဘက်မှာအဓိကကိုက်လို့ရှိပါတယ်။လက္ခဏာတွေကတော့တုံချီဖျားတာ၊ချမ်းတုံဖျားတာ၊ချွေးထွက်ပြီးတော့အဖျားကျတာ၊ကျိန်ဖန်များစွာဖျားနိုင်ပါတယ်။ပင်ပန်းနွမ်းနယ်ကျင်းတို့လည်းဖြစ်တတ်ပါတယ်။ကိုသားမှုမခံယူပါကပြင်းထန်ပြီးတော့အုံနှောက်ငှက်ဖျားစသဖြင့်အသက်ဆုံးရှုံးနိုင်ပါတယ်။ချီကွန်ဂန်နီယာ၊ကုဆတ်ပုံ၊သွလွန်တုတ်ကွေးကုဆတ်စေတဲ့အဲရစ်ချင်ကပဲကုဆတ်နိုင်ပါတယ်။လက္ခဏာတွေကတော့သွေးလွန်တုပ်ကွေးနဲ့ဆင်တူပေမဲ့အဆက်တွေအလွန်အမင်းနာကျင်ကြိုက်ခဲခြင်းကအဓိကလက္ခဏာဖြစ်ပါတယ် အဆက်နာကျင်းမှုကလာပေါင်းများစွာကြာတက်ပါတယ်။ဂျပန်အုံနောက်မေးရောင်ရောဂါကူးစက်ပုံ Colex ချင်းအမျိုးအနွယ်ဝင်ကိုက်ခန့်ခြင်းကနေပြီးတော့ကူးစက်တက်တာပါ။အဲ့ဒီချင်းဟာလေယာစိုက်ပျိုးရေးနဲ့ဝေးစွန်ဒေတာတွေမှာ အဖြစ်များပြီးတော့ညဘက်မှာကိုက်လို့ရှိပါတယ်။လက္ခဏာတွေကတော့အပြားတက်တာ၊ကောင်းကိုက်တာ၊ဇက်တောက်တာနဲ့အုံနောက်အမေးရောင်နဲ့ပြင်းထန်တဲ့လက္ခဏာတွေတတိလက်တာတွေတက်ခြင်းတို့ဖြစ်ပါတယ်။ကာကွယ်မှုအနေနဲ့ဂျေအီးကာကွယ်ဆေးထိုးနှံခြင်းမြက်ကာကွယ်နိုင်ပါတယ်။ ချင်းကိုက်မခံရအောင်ကာကွယ်ခြင်းနဲ့ချင်းမပေါက်ဖွားအောင်တားဆီးခြင်းဆိုပြီးတော့အဓိကနှစ်မျိုးရှိပါတယ်ချင်းကိုက်မခံရအောင်ကာကွယ်ခြင်း personal protection အိမ်တွင်းအိမ်ပြင်နေရာမရွေအသုံးချနိုင်တဲ့အထည်ရောက်ဆုံးနည်းလမ်းဖြစ်ပါတယ်။ချင်းစည်းအသုံးပြုပါချင်းစည်းရည် deed bagaritin lemon eucalyptic စီပါဝင်တဲ့ချင်းစည်းရည်တွေကိုခနာကိုနဲ့အဝတ်စားရည်ပေါ်မှာဖြတ်မှာကလေးတွေအတွက်ညွှန်ကြားချက်ကိုတော့တေချာဖတ်ပါချင်းစည်းကွေချင်းစည်းမီကို အိမ်တွင်းအိမ်ပြင်ပတ်နေရာတွေမှာညနေပိုင်းကစပြီးတော့ထုံးမချင်းစည်းမှွေလေဝင်လေထွက်ကောင်းတဲ့နေရာတွေမှာအသုံးပြုပါကိုခန္ဓာကိုယ်ကာကွယ်ပေးတဲ့အဝတ်အစားတွေကိုဝတ်ပါအယောင်ဖြော့ဖြော့အဝတ်အစားတွေခြင်ကအယောင်ရင့်ကိုဆွဲဆောင်လွှဲပါတယ်အင်ဂျီလက်ရှိဘောင်းမီရှိဝတ်စမဖနက်စည်းပါခြုံဖနက်ထက်ပိတ်ဖနက်ကပိုပြီးတော့ကောင်းပါတယ်အိမ်ထဲမှာချင်းအိမ်ညားတွေကိုတက်စမအိတ်တကားပရဲမောက်တွေမှာချင်းလုံးစကားတက်ပါအရက်ခင်းတွေမှာချင်းနောက်မော့စကီတိုနက်အသုံးပြုပါ အထူးသဖြင့်ကလေးငယ်တွေနဲ့ကိုဝင်ဆောင်မိခင်တွေချင်းကိုင်းမခံရအောင်ရှောင်ခြင်းမှာချင်းကောင်ရေများတဲ့ညနေခင်းနဲ့ညပိုင်းမှာအပြင်ထွက်တာကိုရှော့ချပါခြုံမုတ်တွေရိုင်းတွေနားကိုရှောင်ပါချင်းမပေါက်ပွားအောင်တားဆီးခြင်း environmental management ချင်းကိုင်းမခံရအောင်ကာကွယ်တာထက်ချင်းကိုယ်တိုင်မမွေးပါစေနဲ့ဆိုတဲ့နိလန်ကပို့ပြီးတော့အခြေခံကြပါတယ်ရေအောင်းနိုင်တဲ့နေရာတွေကို ရှင်းလင်းပါအိမ်ပတ်ဝန်းကျင်ကိုတန့်ရှင်းရေးလုပ်ပါ အမိုက်တရိုက်တွေပလတ်စတစ်ဘူးခံနေတာယာအဟောင်းတွေကိုရှင်းလင်းပြပါဒါရီဟာမိုးရင်အောင်ပြီးတော့ခြင်ဥချဖို့အကောင်းဆုံးနေရာတွေဖြစ်ပါတယ်ရေအိုရေပုံပန်အိုစတာတွေကိုလဲလှယ်စေကြပါအနည်းဆုံးတစ်ပတ်တစ်ချိန်ရေလဲပါရေအိုးတွေကိုတော့လုံအောင်ဖုံးထားပေးပါမိလာကန်ရေနှုတ်မြောင်းတွေပိတ်ဆို့နေတာရှိမရှိစစ်ဆေးပါခြင်ပိုးလောက်လန်းသက်ဆေးတွေကိုအသုံးပြုပါ ရေစည်းရလာမကောင်းတဲ့ရေအိုင်ငယ်တွေမိန်လာကန်နေတဲ့ကိုကြေးရွာမြို့နယ်ကျမရေဝန်ထမ်းတွေညွှန်ကြားတဲ့အတိုင်းခြံပိုးလောက်လန်းသက်စေထက်သွင်းနိုင်ပါတယ်တခြားအရေးကြီးအချက်များငှက်ပြားအတွက်ငှက်ပြားယောဂဖြစ်ပွားနိုင်ခြင်းရှိတဲ့ကြေးလက်ဒေသတွေကိုသွားလို့ရှိရင်ငှက်ပြားကာကွယ်စေဒါမှမဟုတ်ငှက်ပြားကြိုတင်ကာကွယ်ရေးဆေးတွေကိုဆောင်ဝင်တဲ့အတိုင်းမှာ က္ခဏာတွေ့ရှိပါကအဖျားကြီးတာ၊ခေါင်းကိုက်တာ၊ကြောသားကိုက်ခဲတာစတဲ့လက္ခဏာတွေပေါ်လာလို့ရှိရင်ဘာယောဂပဲဖြစ်ဖြစ်အိမ်တွင်းဆေးကုမကူပဲဆေးရုံဆေးခန်းကိုအမြန်ဆုံးသွားရောက်ပြသပါဒီကြောင်းရတွေကိုကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နဲ့ UNICEF စောင်းမားတွေကနေကိုးကားထားတာဖြစ်ပါတယ်။ နောက်တစ်ပတ်ဒီမှာလဲကျမတို့ရဲ့ K2 Health အစီအစဉ်ကနေပြီးတော့အမျိုးသမီးကလေးတွေနဲ့ပတ်သက်တဲ့ကျန်းမာရေးဗဟုသုတရရစီမဲ့အကြောင်းအရာတွေအလှပနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်အပတ်စဉ်တနင်္ဂနွေနေ့တိုင်းမှာစောင့်မျှော်ကြည့်ရှုကြဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်ရှင်